အလုံးမဲမင်္ဂလာပါဒီပိုလေးမှာကျွန်တော် sharing လုပ်ပေးချင်တာကတော့ကျွန်တော်တို့စီမှာအများအားလာတောင်းနေပေါ့နော် Facebook ကတော့ကောက်ဖွင့်ပေးပါလား Gmail ကတော့ကောက်ဖွင့်ပေးပါလား TikTok ကတော့ကောက်ဖွင့်ပေးပါလား Page ဖွင့်ပေးရပါလားပေါ့နော်အဲဒါတွေကတခြားသူကိုဖွင့်ဖွင့်ခိုင်းမဲ့အစားပေါ့နော်ကိုယ်တိုင်ဖွင့်တာကပို့ပြီးတော့ကောင်းပါတယ်ကျွန်တော်တို့ဖွင့်ပုံဖွင့်နည်းတွေတင်ပေးတာနီးမျိုးစုံနဲ့စုံနေပြီပေါ့နော်ဟာတင်ပေးတာရှိပါတယ်ကျွန်တော်ရဲ့မိတ်ဆွေတွေကတေချာလေးဝင်ကြည့်ပြီးတော့အဲဒါတွေကကိုယ်တိုင်ဖွင့်ပါကိုယ်တိုင်လုပ်ပါပေါ့နော်ဒါမှစိတ်ချရပါတယ် โอเคဒီနေ့ဒါကျွန်တော်ကိုအဲ message box တွေမှာဗောနော် Facebook account တွေကလည်းဖွင့်ရတာ log အမြဲတမ်းကျကျသွားတယ်ဗောနော်အခုဖွင့်ပြီးတာနဲ့ Facebook account ကလော့ချသွားတယ်ဗောနော်လော့မကြအောင်ဖွင့်ချင်တယ်ဘယ်လိုမျိုးဖွင့်ရမလဲဗောနော်โอเคဖွင့်မှုဖွင့်နည်းလေးကိုကျွန်တော် share လုပ်ပေးမယ်အခုကျွန်တော်ဖွင့်ပေးမယ့် account ကိုလည်းနောက်ကတစ်ခါလဲ like ကြည့်ကြည့်တစ်ခါလဲယူသုံးလိုက်ပါအဲကျွန်တော် Gmail account ကို Facebook account ကိုဗောနော်ဒီ account ကိုကျွန်တော်ဒါကျွန်တော်ပေးပါမယ်အဲကျွန်တော်ရဲ့ video လေးကိုအစုံလေး like ကြည့် username ကို password ကိုကျွန်တော်တစ်ခါလဲချပေးသွားမယ်ဗောနော် โอเคစိတ်ဝင်စားရဲဆိုရင်ဗီဒီယိုလေးကိုအဆုံးထိကြည့်လိုက်ပါโอเคဒါဆိုရင်ကျွန်တော်ရဲ့မိတ်ဆွေတွေက Facebook account တော့ကိုလော်မကြောင်ဖွင့်ချင်နေဆိုရင်တော့ကျွန်တော်ပြပေးမယ့်အချက်လေးတွေကိုအမှတ်ကန်လုတ်သွားဖို့လိုတယ်အ Facebook account တော့ကိုကျွန်တော်တို့ကအမြဲတမ်းအသုံးပြုချင်နေဆိုရင်တော့ကျွန်တော်ပြမယ့်အချက်လေးတွေလည်းဖြည့်သွားဖို့လိုတယ်ပေါ့နော် โอเคဒါဆိုရင်ကျွန်တော်ရဲ့မိတ်ဆွေက Facebook account ကို log မကြောင်းဖွင့်မယ်ဒီ account ကလည်းကျွန်တော်အသုံးမပြုဘူးမိတ်ဆွေကတခါတည်း like ကြည့်ကြည့်ပြီးတော့ကျွန်တော်ရဲ့မိတ်ဆွေကနောက်ကတခါတည်းယူလိုက်ပေါ့နော်ကျွန်တော် username ကို password ကိုတခါတည်းပေးလိုက်မယ်ဒါကကျွန်တော် gmail နဲ့ဖွင့်ပေးမယ်ပေါ့နော်အဲ့ဒါဆိုရင်နောက်ကလိုက်ကြည့်ပြီးတော့ကျွန်တော်ရဲ့မိတ်ဆွေကယူလိုက် Gmail ကို Facebook ကိုပေါ့နော်နှစ်ခုလုံးတစ်ခါလေးယူလိုက်โอเคဒါဆိုရင်ကျွန်တော်တို့က Facebook account ကိုစာဖွင့်မယ်ဆိုရင် Facebook app ထဲကိုဝင်ဒီစာမျက်နှာပေါ်နေမယ်ပေါ့နော်အစပြီးတော့ဖွင့်မှာဖြစ်တဲ့အတွက်အောက်က key account ပေါ့နော်ကျွန်တော်များပြတဲ့နေရာလေးကိုတစ်ချက်နှိပ်လိုက် โอเคဒီလိုမျိုးလေးပေါ်လာမယ်ပေါ်လာမယ်ဆိုရင်ဒီအပြာလေးပေါ့နော်အပေါ်ကအပြာအကြောင်းကိုတစ်ချက်နှိပ်မယ်โอเคဒီနေရာမှာနံပါတ်1လူနာမည်ထည့်ရမယ်ပေါ့နော်အနာမည်ထည့်ရမယ်အဲ Facebook name ပေးတဲ့နေရာမှာလည်းကျွန်တော်ရမိတ်ဆွေကလူနာမည်ပေးပါကြပြဆန်းဆန်းစာဆန်းဆန်းနာမည်တွေမပေးပါနဲ့အပေးတဲ့အကောက်တွေကအများသောအဖြစ်ကလော့ချသွားတာများတယ်ပေါ့နော်အ Facebook အကောက်တက်တန်းရှိနေတဲ့အကောက်တွေကတော့မကြောက်ဘူးပေါ့နော်ခုမှစပြီးတော့အကောက်သိပ်ပွင့်တဲ့အကောက်တွေကတော့ကြာမှာပဲ အဲ့ဒါကြောင့်ကျွန်တော်တို့ဒီနေရာမှာ Facebook account name ပေးတဲ့နေရာမှာကိုယ့်ရဲ့နာမည်ပေးနိုင်ရင်ကောင်းတယ်ကိုယ့်ရဲ့နာမည်မသုံးပြနိုင်ဘူးဆိုရင်တော့မှာပဲဒါကျွန်တော်ရဲ့မိတ်ဆွေကလူနာမည်လေးပေါ့နော်ကြပြဆန်းဆန်းနာမည်လေးပေးပါနဲ့အဲ့သူ့ရဲ့နာမည်ကိုကျွန်တော်ကဒီလိုမျိုးလေးပေးလိုက်မယ်အဲ့သူ့နာမည်ကိုအောင်ကိုဦးလို့ပေါ့နော်အဲ့ကျွန်တော်ပေးလိုက်မယ်အောင်ကိုဒီလိုမျိုးပေါ့နော်နာမည်အားလုံးလူနာမည်ပေါ့နော်ကျွန်တော်ပြောတာဒီလိုမျိုးလူနာမည်အဲ့ကိုယ့်ရဲ့မှတ်ပုံတွေထဲကနာမည်ပေးနိုင်တော့အကောင်းဆုံးပေါ့နော်မှတ်ပုံတွေထဲနာမည်ပေးမယ် အဲ့နောက်ချက်မွေးတက်ကလေးဓမ္မပုံနေတဲ့နာမည်မွေးတက်ကလေးထည့်ထားမယ်ဆိုရင်အကောင့်လော့ကြတယ်ဒါပြင်လို့လွယ်တယ်ပေါ့နော်โอเคဒါဆိုရင်ကျွန်တော်ကတော့လူနာမည်ပေးလိုက်ပြီပေးလိုက်ပြီးတော့အောက်ကအပြာလေးပေါ့နော်အနေဆိုတဲ့နာမည်အနေကိုချက်နှိမ့်မယ်โอเคဒီနေရာမှာဒါကျွန်တော်တို့ကမွေးတက်ကလေးထည့်ရမယ်โอเคမွေးတက်ကလေးထည့်တဲ့နေရာမှာလဲအသက်က16နှစ်ထက်ပိုပြီးတော့ထည့်ရမယ်အဲ့ကျွန်တော်တို့သုံးတဲ့နေရာမှာပေါ့နော်ကိုယ့်ရဲ့ကောက်ကိုအများအားသုံးပြုချင်တယ်ဆိုရင်တော့ကျွန်တော်တို့ အကိုရမှတ်ပုံတွေထည့်ရတိုင်းပေးတာအကောင်ဆုံးတကယ်လို့လော့ကြရဲဆိုရင်မှတ်ပုံတွေနဲ့နာမည်တိုင်းပေးရတယ်မှတ်ပုံတွေနဲ့ဘတ်ဒေးတိုင်းပေးထားခဲ့ရဆိုရင်လော့ကြရတဲ့နေရာကျရင်အဲ့ဒီမှတ်ပုံတွေတွေနာမည်လေးတွေနဲ့ပေါ့နော်မှတ်ပုံတွေလေးပြပြီးတော့ကျွန်တော်တို့အကောက်ကိုပြန်ဆယ်လို့လွဲတယ်ပေါ့နော်အဲဒါကြောင့်ဒါလေးတွေတော့အမှန်ကန်ထည့်ထားပေးပါပေါ့နော်โอเคဒါဆိုရင်ကျွန်တော်ရမချက်ကမှတ်ပုံတွေနဲ့နာမည်တိုင်းထည့်ပေါ့နော်အမွေတက်ကိဆိုရဲအမှတ်ပုံတွေနဲ့နာမည်တိုင်းထည့်မယ်ကျွန်တော်ကတော့ဒါမှတ်ပုံတွေနဲ့မဟုတ်ဘူးပေါ့နော်အဲဒါကျွန်တော်ကတော့အလွယ်ဖွင့်ပြတာ အတိအကောက်ကလည်းကျွန်တော်အသုံးမပြုဘူးကျွန်တော်ရဲ့မစ်ဆွေကနောက်ကတခါလေးလိုက်ကြည့်ကြည့်ပြီးတော့ဒီ Facebook ကောက်ကိုတခါလေးယူသွားလိုက်ပေါ့နော်โอเคဒါဆိုရင်ကျွန်တော်တို့မွေးတက်ကလေးတွေပါတယ်ထဲမဲ့ဒီဘက်ကလာဒီဘက်က yet ဘက်တက်ကလေးပေါ့နော်အဲထည့်ပြီးတော့အောက်က SAD ပေါ့နော် asset solar လေးကိုအချက်နှိမ့်လိုက်အနှိမ့်လိုက်ရင်သူကဒီလိုမျိုးမွေးတက်ကလေးက35နဲ့ပေါ့နော်အဲကျွန်တော်အသက်ကြီးကြီးလေးပေးထားတယ်အဲကျွန်တော်ရဲ့မစ်ဆွေကပြန်ပြောင်းလို့လည်းရတယ်နော်မွေးတက်ကလေးတွေပါတယ်ပြန်ပြောင်းလို့ရတယ်โอเคဒါဆိုရင်ကျွန်တော်အောက်က next ကိုတစ်ချက်နှိမ့်မယ်အဲဒီနေရာမှာယောက်ျားမိန်းမကျွန်တော်ရဲ့မစ်ဆွေကအဆင်ပြေတာကိုယူ အဲကျွန်တော်လည်းအဲစင်ပြတာလေးတစ်ခုကိုနှိပ်လိုက်မယ်အကိုကယောက်ျားလားမိန်းမလားပေါ့နော်အနှိပ်ပြီးတော့အောက်ကနှိပ် square လေးကိုတစ်ချက်နှိပ်လိုက် okay ဒါဆိုရင်ကျွန်တော်တို့ကဒီနေရာမှာဖုန်းနံပါတ်ပေါ့နော်ကျွန်တော်တို့က gmail နဲ့ဖွင့်မလားဖုန်းနံပါတ်နဲ့ဖွင့်မလားမိတ်ဆွေကတိုက်ထံနဲ့ဖွင့်လို့ရတယ် gmail နဲ့လည်းဖွင့်လို့ရတယ်ဖုန်းနံပါတ်နဲ့လည်းဖွင့်လို့ရတယ်ပေါ့နော်အကျွန်တော်က gmail နဲ့ဖွင့်ပြမယ် gmail နဲ့ဖွင့်ပြမယ်ဆိုရင်သူကဒီမှာ mobile number ဆိုရေးထားတယ်အဲ့ဒါကဖုန်းနံပါတ်နဲ့ဖွင့်ဖို့တော့ပေါ့နော်ကျွန်တော်ရင်းဖြစ်က gmail နဲ့ဖွင့်မှာဖြစ်တော့တော့အောက်မှာပေါ့နော်အဲ့ဒီမှာ အဲကျွန်တော်မြှားထောက်ထားတဲ့အောက်ကနေရာလေးကိုတစ်ချက်နှိမ့်လိုက်ရင်ဒါဆိုရင်ဒီနေရာမှာဂျီမင်းထည့်ဖို့အတွက်အဲဒီလိုမျိုးလေးပြောင်းသွားတာပေါ့နော်ခုနကတော့ဖုန်းနံပါတ်အခုကတော့ဂျီမင်းဖြစ်သွားတာပေါ့နော်ဒါဆိုရင်ကျွန်တော်မြှားကဒီနေရာမှာဂျီမင်းထည့်ပေးလိုက်ကျွန်တော်မှာဂျီမင်းရှိတယ်ဒီဂျီမင်းကကျွန်တော်အသုံးမပြုဘူးနော်အဲကျွန်တော်ရဲ့မိတ်ဆွေနောက်ကတစ်ခါတည်းကြည့်ပြီးတော့တစ်ခါတည်းယူသွားလိုက်ပါအဲဒီဂျီမင်းကလည်းကျွန်တော်မသုံးဘူးပေါ့နော်အဲကျွန်တော် password ကိုတစ်ခါတည်းကျွန်တော်ဒီမှာပေးလိုက်မယ်အဲဒီမှာပေါ့နော်အဲဒီဒီဂျီမင်းကိုယူလိုက်အမှတ်ထားလိုက်ပေါ့နော် MAYME 132 အဲ1396ပေါ့နော်အဒီဂျီမေးကိုကျွန်တော်ရေးမရှိတခါလေးယူထားလဲပေါ့နော် Facebook account ကိုဒါဆိုရင်ကျွန်တော်အောက်က next ကို check နေမယ်အခဏဆောက်ဒါဆိုရင်ဒီနေရာမှာကျွန်တော် password ပေးမယ်အကျွန်တော်ရေးမရှိက password တော့ကျွန်တော်ပြပေးလို့မရတဲ့တော့ပေါ့နော်အဒီမှာစလုံးကြီးနဲ့ကျွန်တော်ပြောသွားလိုက်မယ်နော်အရှိက A ထည့်မယ်နော် A ကအကြီးနော် A ကြီး U N G A U N G အောင်ပေါ့နော် အောင်ထည့်ပြီးတော့ကျွန်တော်နောက်က1 3 4ခုပေါ့နော် โอเคဒါက Facebook ပါရဲ့ password เนาะမိတ်ဆွေတခါလေးယူတယ်ကြည်မင်းမှာလည်းဒါဒီတိုင်းပဲเนาะကြည်မင်းရဲ့ password လည်း AUN ကြည်အောင်တက်သွင်းလေးခွန်မယ် share A ကြည်เนาะโอเคတော့ဆိုရင်သဘောပေါက်မယ်ဒီ Facebook account ကမိတ်ဆွေတခါလေးယူသွားเนาะကျွန်တော်အသုံးမဖြစ်ဘူးโอเคဒါဆိုရင်အောက်က next code ချက်နေမယ်အဲဒီလောက်ကိုလွယ်တယ်ဗောနော် Facebook account ကောက်ကဒါဆိုရင်ရပြီโอเคဒါဆိုရင်ဒီမှာ Gmail ဗောနော် password ကအောင်ကျွန်တော်ပြောခဲ့သူပဲအဲ password ကိုယူယူတခါလေးအသုံးပြုလိုက်ဗောနော်အဲတခါလေးကိုယ့်ဘာ password တွေပါလဲချိန်ပြီးတော့အသုံးပြုလိုက်ပါ โอเคဒါဆိုရင်ကျွန်တော်အပေါ်ကစိတ်ကိုတစ်ချက်နှိမ့်လိုက်မယ်ပြီးသွားရင်ဒီမှာပေါ့နော်အောက်ကအပြားလေးကိုတစ်ချက်နှိမ့်လိုက်အဲဒါဆိုရင် Facebook account တစ်ခုကရသွားပြီပေါ့နော်အဲဒါကြောင့် Facebook account ဖွင့်တဲ့နေရာမှာအဓိကကတော့နာမည်လေးတွေ profile လေးတွေကိုကျွန်တော်ရေးမိဆွေကအမှန်ကန်ထည့်ပါကိုယ့်ရဲ့ဓာတ်ပုံလေးတွေထည့်ပါပေါ့နော်အဲဒါဆိုရင်ဒီ account ကလုံးဝလော့မကျဘူးပေါ့နော်ကျွန်တော်လိုအပ်တဲ့ကုန်ဖန်းကုန်လေးတွေပါဒီမှာတစ်ခါတည်းထည့်ပေးသွားမယ်ပေါ့နော်အဲခဏလေးဆောက်လိုက်ဒီမှာ line ကောင်းရင်တော့သူကမြန်နေပေါ့နော်။ Okay ဒါဆိုရင်ကျွန်တော်တို့ကဒီတိုင်းလေးပေါ်လာပြီ။ပေါ်လာပြီဆိုရင်ကျွန်တော်ရဲ့ message ကတော့ အကျွန်တော်ပြောသလိုပဲ profile ကိုကိုယ့်ရဲ့ဓာတ်ပုံထည့်ပေါ့နော်။ Okay ဒါဆိုရင်ကျွန်တော်ကဒီနေရာမှာကြော်လိုက်မယ်။အောက်က skin နဲ့ကြော်လိုက်မယ်ပေါ့နော်။အကျွန်တော် profile မထည့်ဘူး။ Okay ဒါဆိုရင် Facebook account တော့ကရပြီပေါ့နော်။ Facebook account တော့ကျွန်တော်ပြောသလိုပဲနှစ်ချက်သုံးချက်နဲ့ပြီးတယ်ပေါ့နော်။ Okay ဒါဆိုရင်တန်း on လေးကိုနှိပ်လိုက်မယ်။အဲဒီနေရာမှာတငယ်ချင်းလေးတွေကိုလည်း add ချင်လဲ add ပေါ့နော်။ကျွန်တော်ကတော့မ add ပေးတော့ဘူး။ကျွန်တော်ရဲ့ message ရယ်စိတ်ကြိုက်ကိုပေါ့ကိုရှာပြီးတော့ add ပေါ့နော်။ โอเคဒီနေရာမှာဒီတိုင်းလေးပေါ်လာမယ်ဟာဒါဆိုရင်လည်းကျွန်တော်တခါလဲအပ်ပေးလိုက်မယ်ပေါ့နော်အပ်ပေးလိုက်မယ်ဆိုရင်လည်းအမှာအပ်ပလန်လေးပေါ့နော်အကျိုးလိုက်လဲရတော့ရပါတယ်ဒါပေမဲ့ကျွန်တော်အပ်ပေးလိုက်မယ်9ရောက်ပဲပေါ့နော်အဲကျွန်တော်ရုပ်ရှင်မကြိုက်ဘူးဆိုတော့ကာဆယ်ပြန်လုပ်လိုက်ပေါ့နော်โอเคဒါဆိုရင်ကျွန်တော်ရဲ့ message က Facebook လေးရောက်သွားပြီကျွန်တော်ပြောသလိုပဲ Facebook ကိုအစပြီးတော့ဖွင့်တော့မယ်ဆိုရင်တော့အခုလိုမျိုးလူနာမည်လေးတွေပေးမယ်၊မွေးတက်ကလေးလေးတွေကိုလည်းအမှန်ကန်သုံးမယ်။ဓာတ်ပုံလေးတွေဒီလိုမျိုးကိုယ့်ရဲ့ profile လေးကိုအမှန်ကန်ထည့်ထားမယ်ဆိုရင်မိတ်ဆွေရဲ့ Facebook account က မိတ်ဆွေရဲ့ Facebook ကရိုက်ချတာတော့မကြပါဘူး။ Okay ဒီလောက်ပဲပေါ့နော်။အဲဒါဆိုရင်ကျွန်တော်မိတ်ဆွေကအဲ Facebook account တစ်ခေါက်ရသွားပြီ။အဲ Facebook account ရသွားပြီဆိုရင်မိတ်ဆွေက2 step ခံတာလို့အဲနောက်ထပ်ပေါ့နော်။အဲလိုအပ်တာလေးတွေထပ်ပြီးတော့ကိုယ့်ဘောင်စတင်ပိုင်းတွေထပ်ပြီးတော့ချိန်လိုက်ပါ။ဒါကကျွန်တော်ကို Facebook account ကိုအမြဲတမ်းဖွင့်ခိုင်းနေတဲ့မိတ်ဆွေတွေတဲ့ပေါ့နော်။ဒါဖွင့်မဖွင့်ဒီဒီပါလွယ်ကူပါလေရွေးရှင်းမှနှစ်ချက်သုံးချက်ပဲပေါ့နော်။အဓိကကတော့လူနာမည်ပေးမယ်၊မွေးတက်ကလေးကိုအမှန်ကန်ပေးတယ်လေ။ဒါကျွန်တော်ရဲ့မိတ်ဆွေကရပါပြီ။ ဖြစ်ဖို့ကတော့ကအဲ့ဒါကိုလွယ်ပါတယ်ဟုတ်ကဲ့ပါအဲဒီပြလေးကတော့ဒီလောက်ပါပဲ